ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကွင်းလင်နဲ့ပတ်သက်ပြီးတော့ဇန်နဝါရီအပြောင်းရွှေ့ကဘောနော်ကျွန်တော်တို့ကနီးစမှုရှိမနေသေးဘူးဆိုပေမဲ့လို့ United မှာဆိုလို့ရှိရင်တောက်လျှောက်ကွင်းလင်နဲ့ပတ်သက်လို့သတင်းတွေထွက်လာတယ်ကျွန်တော်ရှိတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ Carlos Baleba တို့ Adam Wardam တို့နဲ့ပတ်သက်ပြီးတော့ဘောနော် United ကသတင်းတွေထွက်နေတာပြီးခဲ့တဲ့နေ့ရက်ဒီအပြောင်းရွှေ့ကဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့က အဒမ်ဝါဒမ်နဲ့ပတ်သက်ပြီးတော့အများကြီးသတင်းမထွက်ပြီးမယ်လို့ကာလော့စ်ဘာလေဘာနဲ့အများကြီးသတင်းတွေထွက်ခဲ့တဲ့ခေါ်လူနီးပါးတွေကျွန်တော်ဖြစ်ခဲ့တယ်။ Brighton ကလုံးဝမယောင်းဘူးဆိုလို့သာကျွန်တော်တို့ဘောနော်ရတန်းခဲ့ရတယ်။အတိုင်းမဲ့လို့အခုဆိုလို့ရှိရင်အဒမ်ဝါဒမ်ရဲ့ခြေစွမ်းနီကပိုကောင်းလာပြီးတော့ကာလော့စ်ဘာလေဘာရဲ့ခြေစွမ်းနီကတိုင်ပတ်နေတဲ့နေသားမျိုးမှာအားလုံးကကျွန်တော်အပြောင်းအလဲတွေဖြစ်လာပြီ။အဲ့တော့ Manchester United ကကွင်းလယ်မှာအားဖြစ်ဖို့နဲ့ပတ်သက်ပြီးတော့ ကာလို့စ်ဘာလေပါကိုပေါ့နော်အများကြီးစိတ်မဝင်စားတော့ဘင်းနဲ့ဝါတမ်ကိုပူပြီးတော့ဦးစားပေးပြင်မဲ့ဖြစ်ဒါကျွန်တော်ဒါပေါ့နော်မြင်လာပြီဆိုပြီးတော့ပြောထားတယ်ဖက်ဘရီဇီယိုကတော့အကယ်လို့ကာလို့စ်ဘာလေပါကိုခေါ်ခြင်းနေသလိုရှိရင်ဘရိုက်တန်ဟာလုံးဝကိုလက်လွတ်မှာမဟုတ်ဘူးပေါ့နော်လုံးဝကိုလက်လွတ်မှာမဟုတ်ဘူးသူတပင်းဇန်နဝါရီပြောင်းရွှေ့ဇန်နဝါရီပြောင်းရွှေ့မှာဘာလေပါကိုလုံးဝလက်လွတ်ခြင်းစိမရှိဘူးအကယ်လို့လက်လွတ်မယ်ဆိုလို့ရှိရင်တော့မှာပေါ့နော် ပြောင်းရွှေ့ကြီးတွေအများကြီးပေးမှကိုပဲလက်လွတ်သွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်ရူမနူကပါလေပါနဲ့ပတ်သက်ပြီးတော့ဆိုတော့ဟိုမတူတဲ့အချက်ကကျွန်တော်ဒီဝါဒန်ပဲဝါဒန်ဒီခရစ်စတယ်ပဲလီစီရဲ့ဘက်ကလက်လွတ်မဲ့ကစားမမျိုးပါထူးသဖြင့်တော့ဗောနောသူတို့လည်းပဲနွေရာသီပြောင်းရွှေ့ကြရင်တော့လက်လွတ်မှာဗောလေနွေရာသီပြောင်းရွှေ့ကြရင်တော့လက်လွတ်မဲ့ဇန်နဝါရီမှာတော့ဘယ်အသင်းကမှကိုယ့်ရဲ့ကစားမကောင်တစ်ယောက်ကိုဇန်နဝါရီအပြောင်းရွှေ့လို့ကာလာမျိုးမှာလက်လွတ်ချင်တာမျိုးကမရှိဘူးဗျာအဲ့ဒီတော့ဗောနော United ကကျွန်တော်အနေနဲ့ဒီ ဝါတမ်ကူလည်းပဲခေါ်မယ်ဆိုရင်တော့မှနွေမှပဲကျွန်တော်ရမှာကာလို့စ်ပါလေပါကတော့မန်ချက်စတာယူနိုက်တက်ကိုပြောင်းခြင်းနဲ့ဒါပေမဲ့ Brighton ဟာလက်ရှိ Crystal Palace တက်ကိုပူပြီးတော့သူတို့ကလုံးဝတင်းခံနေတာဗောနော်ငါတို့မရောမှုလက်မလုပ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လေလုံးဝကိုသူတို့ကတင်းခံနေတာအဲ့ဒီတော့ကျွန်တော်တို့ Watson နဲ့ပတ်သက်လို့ရှိရင် United ကပူပြီးတော့သဘောကျလာတဲ့အခြေအနေမျိုးဖြစ်လာတာထူးသဖြင့်နီးပြားပြတဲ့ Ruben Amorim ရဲ့ဘက်ကလည်း Adam Watson ရဲ့ direct ဆန်ဆန်ကစားနိုင်တဲ့ပေါ့နော် performance ကိုကစားဟန်ကိုသူကပူပြီးတော့သဘောကျတာကျတို့အမြဲတမ်းပြောတယ် MOD ကဘာလိုချင်တယ်လဲကွင်းလင်ကစားမတယောက်စီကနေပြီးတော့လက်ရှိ MOD လိုချင်တာတွေက2ယောက်စလုံးမှာရှိတယ်အဘလေးပါကောအဂျမ်ဝါတမ်ကောပြေတနာက2ယောက်စလုံးဟာတူညီတဲ့ကစားမတွေဟုတ်မနေဘူးပေါ့နော်လက်ရှိဖာနယ်ဒက်စ်သွားနေတယ်လို့တိုက်စစ်ကူလည်းပြေးမယ်ခန်းစစ်ကူလည်းပြန်ပြေးလာမယ်ကွန်းလေကူလည်းအချိန်မီပြန်ဆင်းလာမယ်ဆိုတော့ပုံစံမျိုးနဲ့ဆိုလို့ရှိရင်အဲကာလော့စ်ဘာလေးပါဒီအများကြီးပူကောင်းပြီးတော့ဒက်ဖန်စစ်မီဖီမှာအထိုင်ကနေပြီးတော့ ဘောလုံးတွေဖြန့်ဖို့ပေါ့နော် vantage pass တွေနဲ့တိုက်စစ်မှာပြီးသွားမယ့်ကစားမတွေကိုအရောက်ပေးဖို့ဆိုရင် water မှာပူပြီးတော့ carlos ဘာလဲပါထက်အများကြီးပူကောင်းနေကစားမအဲ့ဒီတော့အဲ့ဒီတော့ကျွန်တော်တို့နေပေါ့နော်နီးပြဖြစ်တဲ့ ruby mod ကအထိုင်ကစားမဲ့ defensive midfielder အတွက်လဲ water ကိုလူချင်တဲ့သဘောပါကျွန်တော်သာဆိုလို့ရှိရင်တော့ပေါ့နော် project လက်ရှိ united ရဲ့ကွင်းလေကနှစ်နေရာစလုံးငါကိုပြည်တနာရှိနေတာ ဘရူနိုဖာနန်ဒက်ဆိုလို့ရှိရင်ကျွန်တော်တို့မကစားနိုင်ဘူးမဟုတ်ပေမဲ့လို့ကစားလို့ရတယ်သို့တော့အကောင်းဆုံး performance ကျွန်တော်တို့မရဘူးကွင်းလေကစားမတစ်ယောက်စီကနေပြီးတော့ရတဲ့ရထိုက်တဲ့ performance မျိုးအပြည့်မရဘူး defensive midfield ဆိုလို့ရှိရင်ကျွန်တော်ပိုတော်မှကျွန်တော်စိုးသေးရပါတော့ဒါကြောင့်လော့တင်မှာဆိုလို့ရှိရင် United အနေနဲ့နှစ်ယောက်စလုံးကိုကျွန်တော်လိုတာပဲသို့တော်လည်းကျွန်တော်ကတော့ United အနေနဲ့ပေါ့နော် Adam Wardam ဟာပို့ပြီးတော့အဲတက်တည်ပြထားတဲ့ player မျိုးဖြစ်နေတယ်ဆိုတော့ပူကျူးပန်းတင်တယ်လို့ကျွန်တော်ထင်တယ် Wardam ကို ဈေးကတော့နှစ်ယောက်သလုံးကတော့မတီးဘူးဗျတို့တပြင်းအဒမ်ဝါတန်ပဲဖြစ်ဖြစ်ကာလိုးစ်ပါလဲပါပဲဖြစ်ဖြစ်ပေါ့နော်ဈေးတွေကြီးနေတယ်ဆိုတော့ consistent ဖြစ်တဲ့ performance ကဝါတန်ကပို့ပြီးတော့ပြသတာထားတဲ့အခြေအနေမျိုးပါဒါအပြင်သူအနေနဲ့ပရီးမီးယားလိမှာလည်းအဆင်ပြေတယ်ဗောနော်ဒါအင်္ဂလိပ်လူမျိုးဖြစ်တဲ့အတွက်အသားလည်းသူအနေနဲ့ကြာတယ်ဒီနိုင်ငံနဲ့လည်းအဆင်ပြေတယ်အရာအလုံးကအေးအေးဆေးဆေးပဲเนาะဒါအပြင် ကျွန်တော်တို့နေတော့သူခြေစွမ်းပြထားတာကလည်း Crystal Palace မှာတအားကိုမြင်တာတယ်ဗျ Palace ရဲ့အဓိကကွင်းလင်ကစားသမားလို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီတော့ Watford ကို United ရဲ့ဘက်ကသူတပင်းနီးပြပြတဲ့ Ruben Amorim နော်အတင်းတောင်းရင်ရှိသူတွေရဲ့ဘက်ကကော Carlos Baleba နဲ့စာလို့ရှိရင်ပို့ပြီးတော့သဘောကျလာပြီဗောနော်ဒီနေရာမှာ မှန်တယ်ပြောရင်ဘာလဲဘာလို့ဘာလို့ပဲကျတော့ဈေးသက်တာရင်တော့အတင်းဘက်ကကျူးပန်းလိမ့်မယ်လို့ထင်တယ်ဈေးမသက်တာရင်တော့မလွယ်တော့ဘူးဗျဝါတန်တို့ဘာလို့စားလို့ရှင်ဝါတန်တို့ကတော့ပူပြီးတော့ခြေသွန်းကောင်းတဲ့ကစားမှာဈေးကတော့နေမှာနေမှာမဟုတ်ဘူးဒါပေမဲ့လို့ဘာလဲဘာကျတော့ဈေးနေကောင်းနေနေလက်ရှိအခြေအနေကြောင့်ဆိုတော့ညီကလို့နေနေရောကာလုစ်ဘာလဲဘာနဲ့ဝါတန်ဆိုအကယ်လို့မြန်ခေါ်ခွင့်ရှိမယ်ဆိုရင်တယောက်သာခေါ်ခွင့်ရှိမယ်ဆိုရင်ဘသူကိုပူပြီးတော့ခေါ်ခြင်းကြလဲဘသူကိုပူပြီးတော့သဘောကျကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်